မတခင်မှာဂရေကပေါ်လွင်နေတဲ့ဟင်းဝင်ရမိသားစုရဲ့အတွင်းစိတ်ဓာတ်ကိုဖော်ထုတ်လာတဲ့ဆိုပြီးတဲ့စဉ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်လမတခင်ကလေးကပေါ်လွင်နေတဲ့ဟင်းဝင်ရမိသားစုရဲ့အတွင်းစိတ်ဓာတ်တွေကိုဖွင့်ချပြလာတာကတော့ဆိုပြီးတဲ့စဉ်ဖြစ်ပါတယ်။ဒါကြောင့်လည်းလူပြောများနေရပါပရိသတ်တွေအလုံးကစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြတာကတော့မကြခင်ရက်သက်တစ်ပတ်အနည်းငယ်အတွင်းမှာလက်ထပ်တော်မယ်နိုင်ငံကျော်တရုတ်ဆောင်အုံတွင်မင်းသမီးလေးစုပြည့်တဲ့စဉ်နဲ့မင်းသားဟင်းဝင်ရဲ့မင်္ဂလာပွဲပါပဲ။ ဒီတရင်ထွက်လာကြတဲ့ကပရိသတ်တွေကြမှာဝမ်းသာအားပေးကြသလိုတစ်ဖက်မှာလည်းသူတို့ရဲ့မင်းသမီးလေးအတွက်ဆိုပြီးတော့အယံကိုပဲစိုးရိမ်နေကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပရိသတ်တွေရဲ့မျက်လုံးထဲမှာအငြင်းနဲ့ အပြည့်ကင်းစင်နဲ့ရိုးသားဖြူစင်နဲ့မိဘတွေရဲ့ဖူးဖူးမော့အခြေခံရတဲ့တဲဦးတွေတော်သမီးလေးစိုးပြတဲ့စင်တယောက်ဟိဝင်ရံတို့မိသားစုနဲ့အိမ်ထောင်ကျသွားခဲ့ရင် ရောက်ကမရဲ့အိမ်မှာအောက်ခြေသိမ်းအိမ်မှုကိစ္စတွေလုပ်ရတဲ့မျက်နှာငယ်ရတဲ့အင်ရှင်မကြီးဖြစ်သွားတော့မှလားဆိုတဲ့စိုးရိမ်မှုတွေပါပဲဒီစိုးရိမ်မှုတွေကိုပို့ပြီးတော့မိထိုးပေးလိုက်တယ်လို့ဖြစ်သွားတာကတော့ဒီကနေ့ရပိုင်းကဟိဝင်ရံရဲ့ညီမဖြစ်သူစိုးပြတဲ့စင်ရဲ့ရောင်းမလောင်ဖြစ်သူကအင်တာဗျူးတစ်ခုမှာပြောလိုက်တဲ့စကားတွေအကြောင်းပါပဲ သူမကမဆိုးပြေကအင်မူကိစ္စအရန်နိုင်နေနေဟင်းချက်အရန်ကောင်းနေဆိုပြီးတော့ချီးကျူးလိုက်တာပါ။ ဒါပေမဲ့ဒီအခြေကျူးစကားတွေကိုပြည်သက်တွေကအထူးသဖြင့်အိမ်တော်ကြီးအတွေ့အကြုံရှိတဲ့အန်တီကြီးတွေအမျိုးသမီးကြီးတွေကသူတို့ကတော့ဒါကိုဒါဟာညာတာပါတီပဲဒါကမသိမသာခိုင်းဖို့ပြင်ဆင်နေတာပဲဆိုပြီးတော့အိမ်အလုပ်တွေလုံရတော့မှတည်ကြပဲဟင်းချက်ကောင်းကြောင်ခြေကျူးရတာခံပြီးဆိုမှတော့မိဖို့ကြောင့်လည်းကထွက်ရတော့မှမဟုတ်ဘူးလို့ဝိုင်းပြီးတော့ထင်ကြီးပေးသုံးသပ်ခဲ့ကြပါတယ်ဒါပေမဲ့ပြည်သက်ကြီးတို့ရင်အခုတော့အဲ့ဒီစိုးရိမ်မှုတွေအိမ်ရှင်မအလုပ်တွေလုံရတော့မယ်ဆိုတဲ့အတွေးတွေအလုံး ဆိုပြတဲ့စဉ်ကိုရိုင်းကဟင်းဝရမိသားစုရဲ့အတွင်းစိတ်တက်အမှန်ကိုဖွင့်ချလာခဲ့ပါတယ်။လူတွေထင်သားသလိုသူမကိုခိုင်းဖို့မဟုတ်ပါဘူး။ဟင်းဝရရဲ့မိဘတွေကဆိုပြတဲ့စဉ်ကိုတုံနေအောင်ချစ်ကြတာပါ။ကိုယ့်ရဲ့ချွေးမလောင်တယောက်လိုမဟုတ်ဘဲသမီးအရင်လေးတယောက်လိုကိုတသိမ့်လှုပ်ချစ်ကြတာပါ။ ဒီချက်ပို့ပြီးတော့အင်အောစရာကောင်းတာက မိသားစုကသူမကိုဟိမွေရန်ချက်ထောင်မှာပို့ချစ်ပို့ပြီးတော့အလေးထားနေရပါအခုဆိုရင်တော့ဟိမွေရန်ရဲ့မိသားစုကိစ္စတွေမှာတခုခုတိုင်ပင်စရာရှိလာပြီဆိုရင်တားဖြစ်သူဟိမွေရန်ကိုမပြောတော့ဘဲနဲ့ချွေးမလောင်ဖြစ်တဲ့ဆိုးပြေတဲ့စဉ်ကိုတိုက်ရိုက်လာပြီးတော့တိုင်ပင်ကြရလို့ဆိုပါတယ်တန်ကသူမကိုဘလောက်ထိအလေးထားတယ်ဘလောက်ထိမိသားစုဝင်ဖြစ်နေအတိမတ်ပြုထားတယ်ဆိုတာကိုပြသနေရပါအိမ်ရလုံခိုင်းဖို့မပြောနဲ့မိသားစုရဲ့အဆုံးဖြတ်ချက်ချမဲ့သူတယောက်လိုတောင်သဘောထားနေပါပြီဟိမွေရန်ရဲ့မိဘတွေတင်မက ါပါဘူးဟင်းဝင်ရဲ့အမဖြစ်သူရောင်းမအကြီးဆုံးကတောင်းပြဿနာတစ်ခုခုဖြစ်နေတော့သူကစိုးပြေဘက်ကပဲကောက်ွယ်ပြီးမှဖြစ်ကြောင်းတရားဝင်ပြောထားတာပါအစစ်ဆုံးတဲ့အခိုင်အမာဆုံးသက်တေကတော့ဟင်းဝင်းရဲ့မိဘတွေကတားဖြစ်သူကိုအတီလင်းမှထားတဲ့စကားပေါ့ အဲ့ဒါကတော့ဟိဝိယအနေနဲ့စိုးပြစ်သင်ကိုအလိုလိုက်ရမယ်။ဘယ်အရာမဆိုစိုးပြစ်ရဲ့သဘောထားအတိုင်းပဲဖြစ်စေရမယ်လို့မိန့်ထုတ်ထားပါတယ်။ကဲပရိသတ်တွေစိတ်ပူနေသလိုအောက်ခြေသင်အင်ရှင်မှာဖြစ်မဲ့အစားအခုတော့ယောက်ျားမတွေကသမီးရင်းလို့ချစ်ရပြီးတော့ခင်မုံလောင်းကလည်းအလိုလိုက်ဖို့အတွက်အမိန့်ထုတ်ခံထားရတယ်။ကဲအကောင်းဆုံးသတို့သမီးလေးဖြစ်သွားပါပြီ။ဒီတဲ့ရင်းကိုကြားလိုက်ရတဲ့ပရိသတ်တွေကတော့စိုးပြစ်သင်အတွက်တကယ်ကိုဝမ်းသာနေကြပါတယ်။ထင်တောင်မထင်ထားဘူး။ကဲကောင်းလိုက်တာဆိုတဲ့မှတ်ချက်တွေပေးနေကြသလို့ ဒါကဆိုပြတဲ့စင်ကတန်ဖိုးရှိတဲ့မိမကောင်းတယောက်ပြီးသားလို့အိမ်ထောင်ကြီးမှာကန်ကောင်းပြီးတော့ရောက်ခမကောင်းနေရဲ့ချစ်ချင်းမြတ်တာကိုရရှိလာလို့တုံးသက်ချီးကျူးနေကြပါတယ်။ပရိသတ်ကြီးတို့ရောဒီတဲ့တဲ့နဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါသလဲ။ဆိုပြတဲ့စင်ရဲ့ကန်ကောင်းမှုတွေပေါ်မှာဝမ်းသာစကားလေးတွေပြောခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။